ဘလုံးကြီးရလူမဟုတ်ဘူးမြန်မာလိုပြောပါမြန်မာမပြောတယ်ဘူးအပြီးရောက်တော့ပြီးတော့အထဲဝင်သွားမယ်ဗောလေပွဲကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ကျွန်တော်တောင်းဆိုရတယ်ဘာလဲဆိုတော့ဘလုံးပွဲကစားတဲ့နေ့တွေကဘယ်လိုရှိလဲလန်ဒန်မှာ UK မှာဗောလေအဲ့ဒါကိုတောင်းဆိုရတဲ့အတွက်ကျွန်တော်အခု Emirates Stadium ရောက်နေတယ်ဒီနေ့ပွဲက9:45မှာ Arsenal နဲ့ Fulham နဲ့ချမဲ့ပွဲလည်းဖြစ်တယ်အဲ့ဒါလေးကိုကျွန်တော်လိုက်ကြရနေအားလုံးလည်းခေါ်ရမယ်ဘယ်လိုရှိလဲဆိုတာ UK မှာဘောလုံးပွဲတွေကအဲ့ဒါတွေအကုန်လုံးပြမဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်အဲ့တော့အားလုံးပဲကျွန်တော်လိုက်ခဲ့ပါမလိုက်ခဲ့ခင်မဝင်ခင်ကိုကျွန်တော်နည်းနည်းလေးလိုက်ပြမယ်လူတွေဘလောက်များလဲဆိုတာကြည့်လိုက်အောင်လူတွေကတော်တော်များတယ်ပြီးတော့ဒီထဲမှာအယောက်ပေါင်6000ကျော်ဆက်နေ Emirates Stadium မှာပြီးတော့သူ budget က39 390 million pound ကိုကုန်ခံကြပြီးတော့လောက်ထားတဲ့နေရာလည်းဖြစ်တယ် သူကလေစိတ်လို့လည်းပြောလို့ရတယ်လေစိတ်ပုံစံမျိုးလေးလောက်တာအထဲမှာလူတွေကြည့်လို့ရတယ်အထဲမှာလူတွေတောက်နေကြတယ်ပွဲမစခင်မှာလေပွဲစရင်တော့အကုန်လုံးအထဲမှာလူတွေအာရုံစိုက်ပြီးကြည့်မဲ့ဗီဒီယိုလေးပဲဖြစ်တယ်အဲ့တော့အားလုံးပဲကျွန်တော်လိုက်ခဲ့ပါအထဲမှာဘာရှိလဲဆိုတာလည်းကြည့်မယ်ပေါ့လေအဲ့လိုပြောနေ Let's go ကျွန်တော်ခုန screen ပေါ်မှာတွေ့တယ်ကျွန်တော်မှာဒီစာရေးလေးခိုင်းထားတယ်ဟိုဟာ gate ကကျွန်တော်တို့18လို့သွားရမယ်ကိုင်းနားမှာပဲဟိုဟာအခု gate J ကိုသွားရမယ်ကျွန်တော်မှာ GF E တို့အဲ့လိုမျိုးရှိရပါလေကိုင်းဘက်လည်းမှာ ဟို ABCDEFG အဲ့လိုမျိုး HIJK အဲ့လိုမျိုးရှိတယ်ဗောလေအဲ့လိုတတ်မှတ်ထားရယ်ဗောလေဘယ်ကိန်းကနေဝင်ရမလဲဘယ်ပေါက်ကနေဝင်ရမလဲဆိုတာလေးနဲ့ပြရတယ်ဗောလေအဲ့ဒါကြောင့်မို့အဲ့ဒီပေါက်တွေကနေဝင်ပြီးတော့သွားမယ်ဗောလေအဲသေးဝင်ကြမယ်โอเคလူတွေလည်းအရင်များတယ်လေလည်းအရင်တိုက်တယ်ဒီနေ့ကအဲ့ဒါကြောင့်မို့โอเค All right guys so now I'm inside and once you get past those like security gates and uh, you will see like this lobby I'll show you guys

อเคအခုဆိုတော့ကျွန်တော်ဘီယာမှာပဲဖြစ်တယ်ဘီယာအထဲမှာတောက်လို့မရဘူးအဲ့တော့ဒီအပြင်မှာပဲမှာပြီးတောက်ပြီးတော့အထဲဝင်သွားမျိုးရောမရမှာပေါ့လေဘာလို့လဲတော့မသိဘူးကျွန်တော်အခုဘီယာမှာပဲဖြစ်တယ်ဘီယာဘလောက်လဲဆိုတော့လည်းပြမယ်ပေါ့လေဒီမှာနည်းနည်းလေးဟုတ်ပါလေပြလိုက်ဟိုကမိုက်တယ်โอเคเอาซะเสร็จပြီးတော့ VR ဝယ်အောင် Hello Can we have two pints please? Two pints. Oh, yeah. How much is for the one pint? How much is one? Seven pounds. Seven pounds, okay. Yeah. The quote, couldn't have found it to go out. I don't know, my meow, I'm going to go listen. That was 50. You're 10 free food. That's 14 pounds. Yeah. ဆလေးပေါင်နဲ့တစ်ခွက်အောင်ဆိုတော့ဒါပေမဲ့အထက်မှာတောက်လို့မရအောင်ဆိုတော့အစပြပါမယ်တောက်မယ်တောက်ပြီးတော့ အပီးရောက်တော့ပြီးတော့အထဲကိုသွားမယ်ပေါ့လေပွဲကမစစတော့မှာပွဲကတိတ်မကြတော့ဘူး15မိနစ်လောက်ပဲလိုတော့တယ်ဆိုတော့အမြန်တောက်ရပါပါလေ Okay ဟုတ်ပါရောဟိုကောင်းတယ်တော်တော်လေးပြင်တယ်ကြည့်လိုက်အောင်ဘီယာခွက်တွေကအများကြီးပဲဒီမှာ Okay ခုဆိုရင်တော့ပြအာဆင်နယ်ကတော့တလုံးဝင်သွားပြီဗောလေကျွန်တော်တို့မမီဒါစုပြမလာထွက်ပြီးတော့လည်းတောက်ဆရာလေးလာပြီးတော့မှာတာဗော။မကြည့်လိုက်ခုနနေရာပဲပြန်လာပြီးမှာပါတယ်။အာဆင်နယ်တလုံးဝင်သွားပြီဆိုတော့အကောင်လုံးကလူတွေပြန်ထွက်ပြီးတော့ပြင်ပြန်တောက်နေကြပြီဗောလေအချိန်ကြီးကတော့လုံလေးရောရှိပါတယ်။ပြင်မအောင်လည်းတိတ်ဆိတ်တယ်ခုနကတော့လူတွေအပြည့်ပဲဗောလေမကြည့်။ဒီ gate တွေကနေပြီးတော့တန်းစီပြီးထွက်လာ။အခုတော့ဒီမှာမှာပြီးတော့တောက်နေတယ်။ story ပါ။တလုံးဝင်သွားပြီအားလုံးတွေ့တဲ့အတိုင်းပါပဲ။ ကျွန်တော်မနိုင်ပြောလို့ရှိရင်မနိုင်ပြောလို့ရှိရင်အခုမှနည်းနည်းပြောလို့ရအထဲမှာနည်းနားကြီးတော့လေမိုက်ခ်ရိုဖုန်း pick up မလုပ်မှလည်းကြောက်တယ်မကြားမှလည်းကြောက်တယ်လေအမနိုင်ပြောလို့ရှိရင်ကျွန်တော်ဘောလုံးကြည့်ရလို့မဟုတ်ဘူးစဲကန်ရတော့ပဲသိကြတယ်ယောက်ျားလေးဖြစ်ဖြစ်ဘောလုံးမကြည့်ဘူးဆိုတော့ပြတော့ volley ဘောလုံးဆော်တာမဟုတ်ကျွန်တော် volleyball ဆော်တာ volleyball match ပို့ကြည့်တယ်ဗောလေအဲ့တော့ဘောလုံးအားပေးတဲ့အသင်းလည်းမရှိဘူးမရှိတော့ကျွန်တော်အားကြောင့်မို့လဲဒီ video ရိုက်ဖို့တော်တော်လေးခဲနေတယ်ဒါပေမဲ့ဒီမှာကျွန်တော်ဧည့်သည်လေးလည်းရောက်တော့ ကျွန်တော်အဖေမေလည်း live ပို့ရဲ့ပုံစံမျိုးလေးနဲ့ရိုက်ဖြစ်သွားတော့အားကြောင့်မို့ဒီဟာလေးရိုက်ထရရချင်းလည်းဖြစ်ပါတယ်ပေါ့လေအားကြောင့်မို့ဒီကွင်းကိုလာချင်းလည်းဖြစ်ပါတယ်အားလေးလမ်းပြီးတော့ပြောတာ okay အတော်သေးမှာတော့တော့ကြည့်လိုက်အောင်မယ်โอเคအခုတော့ကျွန်တော်တို့ကြည့်နေပြီပေါ့လေ။ဟောကြည့်နေပြီဆိုတာသူတို့ဟိုအာဆင်နယ်1အိုးဝင်တော့မယ်ဝင်တော့မယ်။ Come on. Close close. 1-0ဖြစ်နေရပါလေဒါပေမဲ့ကျွန်တော်တို့ထိုင်တယ်ဟိုအခုကစပြီးတော့ဟိုတစ်ကက်ရပြီးတော့ဆမ်းပြီးတော့ဟိုကလာကြည့်တာပါလေဒါပထမဆုံးတစ်ခါပါလေကျွန်တော်တို့ family အတွက်အဲ့တော့အဲ့တော့အားပေးတယ်ဒါပေမဲ့ဘယ်အဖွဲ့ပဲတော့မသိဘူးဒါပေမဲ့အားပေးတဲ့ဖွဲ့ရိုက်ခိုင်းအောင်လားမသိဘူးအားပေးအဲ့မဲ့တေချာတော့အာဆင်နယ်ဘက်လားဖူလ်ဟမ်ဘက်လားတော့မသိဘူး။အဲ့မဲ့အခုတော့အာဆင်နယ်နဲ့ဖူလ်ဟမ်ဘက်ကိုအားပေးနေရဖြစ်တော့ဘာလို့အခုသူတို့ free kick free kick ကြားမှာပြပါမယ်။ ။ Yeah အခုဆိုရင်တော့သူကဟိုဟာ penalty free kick ရရမယ့်နေရာရောက်နေပါလိ။1-0ဖြစ်နေကျွန်တော်နိုင်ပြီးသားပဲဒါပေမဲ့ဆက်ပြီးတော့လဲသွေးနေအောင်ပဲပေါ့လိ။လူတွေကတော့အားပေးနေကြည့်လိုက်လူတွေကဒီရက်ဆက်တယ်များတာအပေါ်တွေရောအောက်တွေရောပေါ့လိ။နေရာတိုင်းပဲ Emirates Stadium is quite large. It's kind of crazy. နေစိတ်ကိုရဟိုဟာလေးရင်လိုပဲ။ အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီဗီဒီယိုလေးကိုနည်းနည်းလေးဖြည့်ညက်ကတ်ထည့်လိုက်မှာပေါ့လေဟိုဘာဖြစ်တာလဲဆိုတော့ကျွန်တော်ဒီဗီဒီယိုမှာအတိအကျဘာလို့မပြောရသေးလဲဘာမှပြောရသေးဘူးလဲဆိုတော့ဘာလို့စိတ်ဝင်စားဖို့ကောင်းလဲဘာလို့မဲသွားကြည့်ရတာဘာလို့စိတ်လိုချဖို့အရင်ကောင်းလဲဆိုတာလေးကိုတစ်ချက်မပြောခဲ့လိုက်ဘူးပေါ့လေအဓိကတော့ဘာလဲဆိုတော့အဲ့မှာ culture community ကအဓိကဖြစ်တယ်ဘာလို့လဲဆိုတော့အဲ့ရောက်တာ ਨੇ လူတွေအကုန်လုံးကတတန်နေအကုန်လုံးတပြေးညီတယ်အကုန်လုံးကအားပေးကြတယ်အကုန်လုံးက ဟိုမဝင်လို့ရှင်လဲဘောလုံးပွဲတွေကအကုန်လုံးက wow ဝင်လို့ရှင်လဲ yes អော်ပြီးတော့အဲ့လိုမျိုးអော်တာတွေကအဲ့လို cheer တွေ chant တွေအဲ့လိုမျိုး song တွေအဲ့လိုမျိုးဟာလေးတွေကလူတွေကိုစိတ်အားတက်စေတယ်ဗောလေ it brings people together for some reason which is very crazy အဲ့ဒါအဲ့ဒါကြောင့်မို့လဲကျွန်တော် ီပွဲသွားခြင်းอ่ะတန်တယ်လို့ပဲပြောရမယ်လို့ပြောတယ်။ဒါကျွန်တော်ကျွန်တော်လည်းပထမဆုံးဆိုပဲပြောရမှာလားတော့မသိဘူး။ကျွန်တော်တခါမှမရောက်ဘူးပေါ့လေ။အဲ့တော့ကျွန်တော်တော့လည်းနည်းနည်းလေးထူးဆန်းတဲ့ match လည်းဖြစ်တယ်။အဲ့ဒါကြောင့်မို့လဲဘောလုံးဆိုတာကလည်းအရန်ကိုလူတွေအတွက်အောင်မြင်တယ်မြန်မာပြည်မှာဆိုလို့ရှိရင်လည်းလူတွေကလပိတ်ဆိုင်သွားတယ်သွားပြီးတော့စကားတွေပဲပြောကြတယ် outside it brings people together that's the whole point you know brings people together ဆိုလူတွေအကုန်လုံးတစုစည်းတဲ့ဖြစ်စေခြင်းတယ်ဟုတ်အဲရှိစေခြင်းတယ် Uh, basically unity is what brings people together. Boloa, it's a really good sport in a way that it brings people together. Okay, alo mga mga journalist, tapyo lai me, if you lead to it. Balay ဒီပွဲအတွက်ဘလောက်ကြလဲဆိုတာကိုအားလုံးသိချင်တယ်မလို့ညွှန်လဲပါတယ်သိချင်လို့ရှိရင်လည်းအမ်သိချင်လူတွေရှိလို့ရှိရင်လည်းဒီဟာအားလေးကို share တဲ့ video လေးပဲပြောပါမယ်မသိချင်လို့ရှိရင်လည်းကြော်လို့ရပါတယ်အ time stamp လေး I'm sorry I may skip using the time chapters အော်ဒီပုံပွဲတော့ချီလို့ရှိရင်ဘလောက်ကြလဲကြောက်ပြောမယ်ဘာပြောလို့ရှိရင် ticket ကကျွန်တော်တို့ဝယ်တာမဟုတ်တခြားလူဝယ်ခိုင်းလိုက်တာဝယ်ခိုင်းပြီးတော့ကျွန်တော် I think it's second hand အဲ့တော့ it depends and normally ticket pool ကဘယ်လောက်သွားလဲဆိုတော့ a single match ဆိုလို့ရှိရင် it normally goes from like 95 pounds 95ပေါင်နေပြီးတော့အထက်သွားတယ်။ဒါပေမဲ့အခုကျွန်တော်တို့ကြည့်တဲ့ပွဲကတော့ Premier League မှာ Premier League အတွက်ပွဲ Arsenal နဲ့ Fulham ပွဲကတော့200ကနေပြီးတော့250ပေါင်ထိသွားတယ် around there but အဲ့ထက်လည်းနေနိုင်တယ်နေနိုင်တယ်ဆိုတော့ကိုစီပုံမှာမူတည်ရအရန်ကက်လို့ရှိရင်စီကပိုများတယ်ဒါပေမဲ့ Champions League တို့ဘာလို့ဆိုလို့ရှိရင်တော့ ပေါင်900နဲ့ထက်သွားနိုင်တဲ့ဒီစတေဒီယံဝင်ဒီ Emirates Stadium ပဲခုဆိုလို့ရှိရင်လာမယ့်ရက်မှာခုလာမယ့် Tuesday မှာ um Arsenal နဲ့ Real Madrid နဲ့ဟို Champions League အတွက်ချမယ်ဆိုလို့ရှိရင် it's over 500 pounds တွားကြည့်တပွဲတွားကြည့်ဖို့အတွက်ပေါင်900ကျော်ပေးရတယ်ဒါပေမဲ့ဒီရလူတွေအတွက်ကတော့ ဒီမှာအမြဲချိနေကြလူတွေကတော့ပွဲတိုင်းအောင်တောရှိချင်တယ်ဆိုလို့ရှိရင်တော့သူ season of pass တွေရှိတယ်။ season pass ရဲ့ဈေးကိုကျွန်တော်ဒီမှာချက်ပြရပါမယ်။ဒါကတော့ season of pass ရဲ့ဈေးဖြစ်တယ်။ဒါကတော့ဘယ် season ပဲဖြစ်ဖြစ်သူတို့က package လိုက်ပေါ့လေ။ဒီ season မှာဒီပွဲဒီပွဲရှိတယ်ဒီပွဲကြီးရမယ်ဒီဒီ then to a solution တော့ဒီလောက်အဲ့လိုမျိုးတော့ရှိတယ်။အဲ့ဒါတော့အသက်သာဆုံးနည်းနဲ့ဝင်လို့ရတယ်။ဒါပေမဲ့ one off တစ်ချက်တည်းတစ်ခါပဲတောကြည့်မယ်ဆိုရင်တော့ဒါတွေကဒီလောက်တော့ပေးရတယ်ပေါ့လေ။ကျွန်တော်ပေးခဲ့တဲ့ဈေးကတော့200နဲ့250ပေါင်ထိပေးရတယ်။အဲ့တော့ that is so that is a lot actually like အရင်များရဲ့အားကြောင့်မို့အားကြောင့်မို့လေကြောဗီဒီယိုအမှန်တိုင်းပြောလို့ရှိရင်တရားလဲတော့ကြည့်ဖို့ကလည်း you know I won't put, like I don't normally like football so John football ကြည့်ဖို့ကအလောက်ကြီးဘေးဘီရောလည်းမကြည့်တော့ဘာလဲဆိုတော့ you can watch online မှာလည်းကြည့်လို့ရတယ် live stream မှာလည်းကြည့်လို့ရတယ်ဒါပေမဲ့အဓိကကြည့်ရရွယ်ချက်ကအလုံးလုံးလည်းပြစေခြင်းနဲ့ဘယ်လိုလဲဆိုတာနောက်ပြီးတော့အရသာကတော့မကွာဘူးအရသာကတော့လုံးဝကွာတယ်ပြောမကွာဘူးတော့ပြအရသာကလုံးဝကွာတယ်ဘာလို့လဲဆိုတော့ it's very different like ဟိုရောက်သွားတဲ့ kuma the surroundings the people you know the the support the cheers all that things are really different but I no, mean, not so in not this with the same price, I wouldn't pay. Obviously, I would watch online because I'm not the big fan. But Fanny, yen abia lui do it. Chat then you do it abia lui do so not. You know, boy, yeah, what did you do? Jump your but 500 quid is a lot if you're watching champions league or anything other than that at be, be considerate and hopefully you guys enjoy this video let's get back to the video peace လူတွေကအခုဆိုရင်တော့အခုကကျော် game ကနည်းနည်းလေးပဲလိုတော့တယ်ဟိုက minute 80ကျော်သွားပြီဆိုတော့လူတွေကပြေးပြီးတော့ပြန်နေကြတယ်အပြင်မှာကျွန်တော်ပြမလို့ဒါပေမဲ့ကျွန်တော်ပြေးမထွက်ဘူးထွက်လို့ရှိရင်ပြန်ဝင်လို့မရဘူးဆိုတော့ကျွန်တော်ဒီအထဲကနေပဲပြတာမှာလူတွေထိတိုက်ပြေးထွက်သွားတယ်လူတွေကဘာလဲဆိုတော့ခုနကျွန်တော်ပြတဲ့ crowd ကလူကအရန်များတယ်လူရန်များတော့လူတွေကပြန်လို့ရှိရင်ကွာအရန်ကျက်တယ်ကွာလမ်းနေရလမ်းနေရအရန်တော်တော်လေးကျက်လာတော်တော်လေးကျက်လာမှဘလို့မလှုပ်လို့မရဘူးပြီးရထားရလည်းအပြည့်ပဲပြီးတော့ taxi တွေပါလည်းမရှိဘူးပေါ့လေအရန်ခက်ခဲလို့လူတွေကတော့မကြည့်ဘူးဝင်ပေါ့ပြန်ပြေးပြီးတော့ပြန်ပြန်ထွက်ကြတာကြည့်လိုက် ပြီးတော့ထွက်ကြတာဒါပေမဲ့ကိုက2-0လည်းဖြစ်သွားပြီသူတို့နိုင်မယ်ဆိုတော့လည်းတေးကြပြီဆိုတော့လူတွေကတော့အခုတော့ကြည့်လိုက်ပြီးပြန်ကြရပြီးပြီးတော့ဒါပေမဲ့ပွဲကတော့ဆက်နေတော့မယ်မပြီးသေးဘူးပေါ့လေဒါမင်းတွေက7မိနစ်တော့မကျန်တော့ဘူးအများကြီးမကျန်တော့ဘူးပေါ့လေပွဲကအဲ့တော့နည်းနည်းလေးပဲကျန်တော့ကျွန်တော်အထဲကိုထပ်ပြမယ်နောက်ဆုံးသူတို့ minutes တွေပေါ့လေ Let's go အထဲပြန်ဝင်လိုက်မယ်ကဲဒါကတော့နောက်ဆုံး minutes လေးပဲလေအကောင်လုံးပြန်နေကြပြီအများကြီးမကျန်တော့ဘူး2-0 ပြီးတော့မယ်ဗောလေဘူဟန်မအသွေးမို့စ조사နေပါတယ်အိုးဂတိလေဂတိလေ Thai နဲ့ထွက်သွင်းသွားပါတယ်3-0 All right guys so this is um, nathan i'm yeah. gonna drop his like instagram here nathan or Mal? well you we could call me Mal, but english name nathan yeah okay uh, but essentially he's he's burmese as well speak a little bit in burmese <laughs> but he's like um, are you like half burmese or no full full burmese full burmese he's actually full burmese but right? he burmese, was like raised right? born and raised in england yeah. yeah. I mean, like, uh, we just watched a uh, game as well. What's Arsenal. your like? No, big Arsenal team, <laughs> Arsenal fan. Burmese people join the Arsenal team, guys. That's a W for the Arsenal team, two, I'm guessing. Two one. Bro, TV. it was so close. Last, the last point. Oh, that, was the, uh, that, was actually. The last point was like what? 15 minutes before the like, <laughs> before the end of the game, which is like kind of crazy. 30 fair. seconds away, they almost lost. They almost drew out the whole game. Almost ruined my whole night. <laughs> But would, would you say it's worth it if you were to like watch the game again? You know what? What this like another another game from Arsenal? I would. You know, I feel like it's a good I England mean, experience to watch the Premier League one time, at least once. I mean, you're an Arsenal fan, so yeah, like I mean, yeah, <laughs> newly, a, yeah. newly joined Arsenal. That makes fans, sense. That makes so, sense. Oh, newly joined? What? Yeah, I'm not gonna lie, I'm a, I'm a team hopper. Okay. I'm a team hopper. I'm That's not a- loyal. I'm not loyal, but I'm loyal to Arsenal now. It sounds like there's I'm more loyal. story to this, but okay. I left him but after today, I think I'm still I'm staying with Arsenal for the rest of my life, guys. Okay. So okay. you guys should join me as well. Oh, okay. <laughs> now, now, okay, now you're swaying. But okay, fair enough. Yeah. Everyone's allowed to do whatever they want. I think probably there's like more Arsenal fans was like they watching. Run there run could run. be an Arsenal yeah. fans, you know, there yeah, or well. could be United as well. I don't know. You said United. Yeah. We don't talk about United. We don't talk United. about United. Talk about United <laughs> <laughs> All right. Yeah. Okay. <laughs> Last conclusion. What's your like best advice if you could give to someone else? best advice just recently just don't be scared to do what you want to do you know try everything once and just don't be scared of what, if, if, people are going to judge you because someone's always going to judge you out there anyway so do whatever you want guys yeah i'm i really but not whatever agree with that <laughs> not about whatever but i really agree with that just try new things you know yeah, give it a shot give it a shot you never know what might happen you know 100% you only live once. So exactly, exactly. Thank you guys for watching. Catch you guys in the next care, one. Okay, guys. Peace. Peace. Peace.